မိတ်ဆွေကလေးတယောက်ဟာကဘာကြီးကိုဘလို့စပြီးလေးလာတင်ယူလဲဆိုတာသိကျင်ဖူးပါဒလားသူတို့ရဲ့ဦးနောက်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုစူးစမ်းကျင်ပါဒလားဒီလိုမိကွန်းတွေရဲ့အဖြေကိုဂျင်းပီယာကြီးဆိုတဲ့ပညာရှင်တဦးကတဲဆိုင်ကိုလော်ဂျီအော့ဖ်တဲချိုင်းဆိုတဲ့စာအုပ်ထဲမှာအသေးစိတ်ရှင်းပြထားပါဗါးဒီစာအုပ်ကကလေးတွေရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအဆင့်တွေကို လေ့လာထားတဲ့စိတ်ပညာဆိုင်ရာစာအုပ်တအုပ်ဖြစ်ပါတယ်ဂျင်းပီယာကြီးဆိုတာ ဆွစ်ဇာလန်နိုင်ငံသားစိတ်ပညာရှင်တဦးပါကလေးတွေရဲ့ဉာဏ်ရင်ဉာဏ်သွေးဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီးသူတည်တနာတွေအများကြီးလုပ်ခဲ့ပါတယ်သူရဲ့တွေးရှိချက်တွေကကလေးတွေကိုဘလို့တင်ကြားမလဲဘလို့ကူညီမလဲဆိုတဲ့နေလန်းတွေကို ပြောင်းလဲပြီးခဲ့ပါတယ်ဒီဗီဒီယိုမှာတော့သူရဲ့အကြော်ကြားဆုံးစာအုပ်တအုပ်ဖြစ်တဲ့တဲဆိုင်ကိုလော်ဂျီအော့ဖ်တဲချိုင်းကိုမိတ်ဆွေတို့နဲ့အတူလေ့လာသွားပါမယ်။ပီယာဂျေရဲ့အဆိုအရကလေးတွေဟာမွေးကင်းဆက်ကနေနှစ်နှစ်သားအရွယ်အထိ အာယုံခံစားမှုနဲ့လှုပ်ရှားမှုတွေကိုအသုံးပြုပြီးကဘာကြီးကိုတင်ယူလေ့လာကြပါတယ်။ဒီအဆင့်ကိုအာယုံခံလှုပ်ရှားရန်ဤအဆင့်လို့ခေါ်ပါတယ်။ကလေးတွေဟာသူတို့ရဲ့အာယုံတွေနဲ့ထီးသွေးတဲ့အရာတွေကိုကင်တွယ်ခြင်း ဆုပ်ယူခြင်းနဲ့လှုပ်ရှားခြင်းအဖြစ်ကဘာကြီးအကြောင်းကိုသိရှိလာကြပါတယ်။ဥပမာအားဖြင့်ကလေးဟာအယုတ်တစ်ခုကိုကင်လိုက်တဲ့အခါအယုတ်ရဲ့ပုံသဏ္ဌာန်အတက်ချာနဲ့အယောင်ကိုတိလာပါတယ်။ ဒီအဆင့်မှာကလေးတွေဟာအရာဝတ္ထုမြဲမြံမှုဆိုတဲ့အယူဆကိုတိဆောက်ကြပါဗါအရာဝတ္ထုမြဲမြံမှုဆိုတာအရာဝတ္ထုတစ်ခုဟာမမြင်ရတော့ရင်တောင်ဆက်လက်တည်ရှိနေသေးတယ်ဆိုတဲ့အသည့်ပါအစာပိုင်းမှာကလေးတွေဟာအယုတ်တစ်ခုကို ဖုံးကွယ်လိုက်ရင်အဲ့ဒီအယုတ်ဟာမရှိတော့ဘူးလို့ထင်တတ်ကြပါဗါဒါပေမဲ့ရှစ်လလောက်ကြတဲ့အခါသူတို့ဟာ ဖုံးကွယ်ထားတဲ့အယုတ်ကိုရှာဖွေဖို့စူးစမ်းလာကြပါဗါ ဲ့ဒါဟာသူတို့မှာအရာဝတ္ထုမြဲမြံမှုစတင်ပေါ်ပေါက်လာပြီဆိုတဲ့လက္ခဏာပါပဲကလေးတွေဟာနေရာနဲ့အချိန်ကိုလည်းစတင်နားလည်လာကြပါတယ်သူတို့ရဲ့လှုပ်ရှားမှုတွေကို နေရာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးမှတ်သားထားနိုင်ကြပါတယ်ဥပမာကလေးကုတင်ပေါ်မှာလဲနေတော့မျက်နှာချက်မှရှိတဲ့အယုတ်ကိုမြင်ရင်အဲ့ဒီအယုတ်ရှိတဲ့နေရာကိုမှတ်ထားနိုင်ပါတယ်နောက်တစ်ခါအဲ့ဒီနေရာကိုရောက်ရင်အရင်ကမြင်ဖူးတဲ့အယုတ်ကိုပြန်ရှာနိုင်ပါတယ် ဲ့ဒီလိုပဲအကြောင်းကျိုးဆက်ဆက်မှုကိုလည်းနားလည်လာပါတယ်။နောက်တစ်ဆင့်ကတော့နှစ်နှစ်ကနေခုနှစ်နှစ်ကြားအရွယ်မှာဖြစ်တဲ့မကြိုတင်အသုံးပြနိုင်သောအဆင့်ဖြစ်ပါတယ်။ဒီအဆင့်မှာကလေးတွေဟာတင်ကေတရီကိုအသုံးပြတတ်လာကြပါတယ်။တင်ကေတရီဆိုတာစကားလုံးတွေပုံတွေနဲ့အမူအရာတွေလိုမျိုးတစ်ခုခုကိုကိုစားပြုတဲ့အရာတွေကိုဆိုလိုတာပါ။ကလေးတွေဟာတင်ကေတရီကို အသုံးပြုပြီးသူတို့ရဲ့အတွေးအမြင်တွေကို ဖော်ပြနိုင်ကြပါတယ်။ ဒါပေမဲ့ဒီအဆင့်မှာကလေးတွေဟာအတ္တဗဟုပြုတ်တက်ကြပါဗါအတ္တဗဟုပြုတ်တယ်ဆိုတာသူတို့ရဲ့ရှူထောင်ကနေပဲကဘာကြီးကို မြင်တက်ကြပြီး တခြားသူတွေရဲ့ရှူထောင်ကိုမထည့်သွင်းစဉ်းစားနိုင်တာကို ဆိုလိုတာပါဥပမာကလေးတယောက်ကသူ့အယုတ်ကိုသူပဲကစားခြင်းပြီးသူငယ်ချင်းကိုပေးမကစားခြင်းဘူးဆိုရင်အဲ့ဒါဟာအတ္တဗဟုပြုတ်တဲ့သဘောပါပဲနောက်ပြီးကလေးတွေဟာမထိန်သိမ့်နိုင်ခြင်းလဲရှိတက်ကြပါဗါ မထိန်သိမ်းနိုင်ခြင်းဆိုတာအရာဝတ္ထုတစ်ခုရဲ့ပုံသဏ္ဍာန်ပြောင်းသွားရင်တောင်ပမာဏမပြောင်းလဲဘူးဆိုတာကို နားမလည်နိုင်တာကို ဆိုလိုတာပါဥပမာခွက်ရှည်တဲကို ရေထဲလိုက်ရင် ခွက်တူထဲကလေးထက်ပိုများတယ်လို့ထင်တတ်ကြပါတယ်ခုနှစ်နှစ်ကနေစဲ့တဲ့နှစ်ကြားအရွယ်မှာတော့ကလေးတွေဟာတီးကြသောအသုံးပြုမှုအဆင့်ကို ရောက်ရှိသွားကြပါတယ်ဒီအဆင့်မှာကလေးတွေဟာ အရာဝတ္ထုတွေကိုစနစ်တကျစီစဉ်နိုင်စွမ်းရှိလာကြပါတယ် ဥပမာသူတို့ဟာအယုတ်တွေကိုအယောင်ပုံသဏ္ဌာန်နဲ့အရွယ်စားလိုက်ခွဲခြားနိုင်ပါတယ်။သူတို့ဟာထိမ့်သိမ့်ချင်းကိုလည်းနားလည်လာကြပါတယ်။ဆိုလိုတာကအရာဝတ္ထုတစ်ခုရဲ့ပုံသဏ္ဌာန်ပြောင်းသွားရင်တောင် ပမာဏမပြောင်းလဲဘူးဆိုတာကိုသိလာကြတာပါ။ဒါအပြင်အရာဝတ္ထုတွေကိုအစဉ်လိုက်စီနိုင်စွမ်းလဲရှိလာကြပါတယ်။ဥပမာအယုတ်တွေကိုအရွယ်စားလိုက်အကြီးဆုံးကနေအသေးဆုံးအထိစီနိုင်ပါတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့စဲ့တဲ့နင်းတဲ့အထက်အရွယ်မှာတော့ကလေးတွေဟာပုံစံတကျအသုံးပြုမှုအဆင့်ကို ရောက်ရှိသွားကြပါတယ်။ဒီအဆင့်မှာကလေးတွေဟာစိတ်ကူးနဲ့တွေးခေါ်နိုင်စွမ်းရှိလာကြပါတယ်။သူတို့ဟာဖြစ်နိုင်တဲ့အရာတွေကိုစဉ်းစားနိုင်ပြီးအကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးအယူဆမျိုးမျိုးကို ထုတ်ဖော်ဆွေးနွေးနိုင်ပါတယ်။ဒီအဆင့်မှာကလေးတွေဟာတိတ်ပန်နေကြစမ်းသပ်မှုတွေကိုလည်းလှုပ်ဆောင်နိုင်စွမ်းရှိလာကြပါတယ်။ ေတနာတစ်ခုကို ဖြည့်ရှင်းဖို့အတွက်ယူဆချက်တွေကိုတိစောက်ပြီးစမ်းသပ်နိုင်ပါတယ်။ဥပမာသူတို့ဟာအပင်တပင်ဘာကြောင့်ကြီးထွားလဲဆိုတာကိုသိချင်ရင် အလင်းရောင်ရေနဲ့မြေစစာတွေရဲ့အခန်းကဏ္ဍကိုစမ်းသပ်နိုင်ပါတယ်။ပီယာဂျေးကကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးဆိုင်ရာဖွံ့ဖြိုးမှုတွေဟာအဆင့်တွေအတိုင်းတပြိုင်တည်းဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။အစပိုင်းမှာကလေးတွေဟာကိုကိုကိုပဲအာယုံစိုက်ကြပြီး တခြားသူတွေရဲ့ခံစားချက်ကိုဂရုမစိုက်တတ်ကြပါဘူး။ဒါပေမဲ့ကြီးပြင်းလာတာနဲ့အမျှတခြားသူတွေကို စာနာစိတ်ဝင်လာပြီးလူမှုဆက်ဆံရေးတွေမှာပုံမကောင်းမွန်လာကြပါတယ်။မိတ်ဆွေချင်းပီယာကြီးရဲ့ကလေးစိတ်ပညာဟာကလေးတွေရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအဆင့်ဆင့်ကိုဘယ်လိုနားလည်ရမယ်ဆိုတာကိုရှင်းပြထားပါတယ်။ပထမအဆင့်မှာကလေးတွေဟာအာယုံခံစားမှုနဲ့လှုပ်ရှားမှုတွေကနေတင်ယူကြပြီးအရာဝတ္ထုတွေမြင်ကွင်းကွယ်သွားရင်မရှိတော့ဘူးလို့ မထင်တော့တဲ့အရာဝတ္ထုမြဲမြံမှုကိုတိဆောက်ကြပါဗါးနောက်ပိုင်းမှာသူတို့ဟာတင်ကြေးတက်တွေကိုတုံးတက်လာပြီးအတွေးခေါ်တွေပုံမိုလ်ရှုပ်ထွေးလာကအရာဝတ္ထုတွေကိုစနစ်တကျစီစဉ်နိုင်လာပါဗါးနောက်ဆုံးအဆင့်မှာတော့ကလေးတွေဟာစိတ်ကူးနဲ့တွေးခေါ်နိုင်စွမ်းတွေတိုးတက်လာကြပါဗါးဒါကြောင့်မိတ်ဆွေအနေနဲ့ကလေးတွေကိုပြုစုပြောထောင်တဲ့အခါကလေးရဲ့ဖွံ့ဖြိုးမှုအဆင့်ကိုသိရှိပြီးလိုအပ်တဲ့ပံ့ပိုးမှုတွေပေးခြင်းအပြင မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင်ကူညီပေးနိုင်ပါတယ်